လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ ားလွတ်မြောက်ရေးတပ်မတော် TNNA ထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့ကိုစိုးစုကနေစင်ရက်ဆက်လေကြောင်းတိုက်ခိုက်နေရကြောင်းလက်ကျန်မိုးကုတ်ဒေသခံတွေဆက်ရှောင်ဖို့ပြင်ဆင်နေကြတယ်လို့မြို့ခံတွေကပြောပါရယ်။အရင်ကတော့မိုးကုတ်မြို့မှာပဲတောက်ခံနေထိုင်ခဲ့ကြပေမဲ့စည်ရေးရအရေးပါတဲ့မိုးကုတ်တပိတ်ချင်းလမ်းပေါ်ကဖော်တော်လမ်းစုံကိုစိုးစုသိမ်းပိုက်ပြီးရတဲ့နောက်လေကြောင်းအန်ရဲ့ပို့ဆိုးရွာလာတာကြောင့်နေရက်စုံကထွက်ပြေးနေကြတာဖြစ်ပါရယ်။ ပြီးခဲ့တဲ့အော်တိုဘာလ19ရက်နေ့ကလည်းမိုးကုံမြို့နယ်ကြောက်ဖားရွာကိုလေချောင်းကနေဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့ရာကြောင်းလူနေအိမ်တွေနဲ့ကြက်မွေးမြူရဲချံပျက်စီးသွားခဲ့ပါတယ်။နေရဲစွန်ကတိမ်းလျှောက်သူများလာတာကြောင့်မိုးကုံမန္တလေးကခါလည်းလူတအူးကိုငွေကျပ်9သိန်းအထိပေးလာရတယ်လို့မိုးကုံမြို့ခံတအူးကပြောပါတယ်။ ဆိုးစုကတရားနာတွေထိန်းချုပ်ထားတဲ့နောင်ချိုးကြောင်မဲနဲ့တီဘောတို့ကိုဇက်တိုက်သိမ်းယူလာတာကြောင့်မုတ်ကုတ်ဒေသခံတွေလည်းမြို့သိမ်းတိုက်ပွဲတွေဖြစ်လာမလားဆိုတဲ့စိုးရိမ်ချက်တွေရှိနေတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလတစ်လထဲမှာပဲတိုက်ပွဲဖြစ်နေတာမရှိတဲ့မုတ်ကုတ်မြို့ကိုဒေသောင်းတိုက်ခိုက်မှုအကြိမ်20ကျော်ပြုလုပ်ခဲ့ပြီးဒေသခံ30ကျော်ထပ်မံနေတိုက်ဆုံးခဲ့တယ်လို့မုတ်ကုတ်မြို့ခံတွေကပြောပါရတယ်။